စိတ်ဆင်းရဲကြတယ်စိတ်တွေပူလောင်ကြတယ်ပင်ပန်းကြတယ်ဆိုတာကိုယ့်ရဲ့စိတ်ကိုနီးမှလမ်းမှမဆုံးမနိုင်ကြလို့စိတ်တွေဘာကြောင့်ဆင်းရဲတာတုံးစိတ်တွေဘာကြောင့်ပင်ပန်းတာတုံးကိုယ့်ရဲ့စိတ်ကနီးမှလမ်းမှမဆုံးမနိုင်တဲ့အခါမှာကြံထမ်းမှုရိုင်းဆိုင်မှုတွေဖြစ်နေလို့ဒီစိတ်ကဆင်းရဲတော့စိတ်ရိုင်းနေစိတ်တွေကြမ်းနေဆိုတာ ဘာပြောတာလို့ဆွေမမှုຢာကနဲ့တကွာဖြစ်တဲ့စိတ်မကျင်နဲ့မှုဒေါသနဲ့တကွာဖြစ်တဲ့စိတ်အမှန်တရားကို မသိမှုမောဟနဲ့တကွာဖြစ်တဲ့စိတ်ဒီစိတ်တွေကိုဒါရိုင်းဆိုင်နေကြံထန်းနေလို့ပြောတယ်အလိုရမက်တွေတိတ်ကြီးလာရင်စိတ်ကရိုင်းနေပေါ့နော်မကျင်နဲ့မှုဒေါသတွေကြီးလာပြီဆိုရင်စိတ်ကရိုင်းနေမာနတွေမနာလိုမှုတွေဝန်တိုမှုတွေ ဒါတွေဖြစ်လာလို့ရှိရင်ဘုံတို့စိတ်ရိုင်းဆိုင်သွားတယ်ဆိုတာတတိချာချာစဉ်းစားကြည့်ရင်သိနိုင်တယ်စိတ်ကရိုင်းပြီဆိုလို့ရှိရင်မနောကအတွေးတွေကလည်းရိုင်းလာတယ်ဝစီကံအပြောတွေကလည်းရိုင်းလာတယ်ကာယကံအပြုအမူတွေကလည်းရိုင်းလာတယ်ဒါပေမဲ့ဘုံတို့တွေကကာယကံမှုဝစီကံမှုတွေရိုင်းလာမှအော်ဒီလူတော်တော်ရိုင်းမှလားလို့သိရနော်အဲ့ဒီရိုင်းဆိုင်မှုရဲ့ နောက်ွယ်ကနေကြိုးကန်ပြီးတော့အဓိကအကြောင်းတရားကြီးအဖြစ်နဲ့နော်ဖန်တီးနေတယ်စိတ်ရဲ့ရိုင်းဆိုင်မှု မမြင်ဘူးဟုတ်လားတကယ်တမ်းကအဲ့ဒီစိတ်တွေရိုင်းနေလို့ဘုံဘုံတို့ရဲ့စိတ်ကမချမ်းသာအဲ့ဒါကိုနီးမှန်လမ်းမှာဘုံဘုံတို့တွေကလူချင်းမမောเสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုယာကားမဖြစ်အောင်ဆုံးမပေးဟုတ်လားမကျင်တတ်เสียအာယုံနဲ့တွေ့တဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုဒေါသမဖြစ်အောင်ဆုံးမပေးမေတ္တာဖြစ်အောင်နော် ဘလို့အာယုံနဲ့ပဲတွေ့တွေ့အမှန်တရားကိုသိအောင်မြင်အောင်ငါစူးစမ်းမဟဲ့ဒါစိတ်ကိုဆုံးမအဲ့ဒီလိုမျိုးအာလောဘတက်တည်းအဒေါသဆိုတဲ့မေတ္တာတက်တည်းအာမောဟဆိုတဲ့ပညာတက်တည်းဘုံတို့တန်တာမှာဖြစ်အောင်လှုပ်တာကိုဒါစိတ်ကိုဆုံးမလေလို့ခေါ်တယ်ဒီနေ့အဖြစ်ယာယိနေတဲ့စိတ်ကိုယဉ်ကျေးအောင်လှုပ်လိုက်တာချမ်းနေတဲ့စိတ်ကိုနုညံ့အောင်စူးစမ်းတာပေါ့အဲ့ဒီလိုစူးစမ်းနိုင်တာနဲ့မြတ်ဘုံတို့ရဲ့စိတ်ဟာ ြည်းပြည်းနဲ့ဆင်းရဲဒုက္ခနေပါပြီတော့ချမ်းသာမှုရတယ်။ဒါမြတ်စွာဘုရားကအတိအလင်းစိတ်ကိုဆုံးမနိုင်လို့ရှိရင်ချမ်းသာမယ်လို့ဟောထားတယ်။ဘုန်းတို့ဓမ္မပဒပါဠိတော်စိတ္တဝတ္ထေမှာဒုံနိဂဟတလဟုနောယထာကာမနိပါတိနောစိတ္တသဓမ္မထောတာတုစိတ္တံတန်တံဒုက္ခဝဟ။နော်တချို့ဒီကဒါလေးရလိမ့်မယ်နော်။ဒုံနိဂဟတနှိမ်နှင်းမှုရခဲရင်သော လဟုနောအလွန်မြန်ဆန်သောသဘောရှိသောယထာကမနိပါတိနောအလိုရှိရာအာယုန်တို့သို့ ကြာရောက်ခြင်း၌ကြာရောက်တတ်တဲ့သဘောရှိသောစိတ်ရဲ့သဘောလေးကိုမြတ်စွာဘုရား၃မျိုးပြောတယ်။စိတ်ဆိုတာနှိမ်နှင်းဖို့ခက်တယ်၊ဆုံးမဖို့ခက်တယ်။အလွန်လဲမြန်ဆန်တဲ့သဘောရှိတယ်။ရောက်ခြင်းတဲ့နေရာကိုစီးမရှိကမ်းမရှိရောက်တော့တတ်တဲ့သဘောလည်းရှိတယ်။ နှိမ်နှင်းဖို့ခက်လွန်းလို့ဒီစိတ်ကိုမနှိမ်နှင်းဘဲနဲ့ပြစ်ထားမယ်ဆိုရင်တော့ तू ကကောင်းနိုင်ပေါ်ရမရှိခက်ခဲပေမလို့အဲ့ဒါကိုငါမဖြစ်ဖြစ်အောင်ဒီစိတ်ကိုစုံမမယ်ရင်ကြီးအောင် လုပ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကိုနီးမှလမ်းမှစုံမနိုင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒါအလွန်ကောင်းတယ်တဲ့စိတ်တသက်ဓမ္မထောတာတုနော်စိတ်ကိုစုံမခြင်းဟာကောင်းတယ်ဘာဖြစ်လို့တော့စိတ်တန်တန်တန်ဒုက္ခဝဟန တန်တန်ဆုံးမသဖြင့်ယင်ကြည်သောစိတ်တန်စိတ်သည်ဒုက္ခဝဟံချမ်းသာဒုက္ခကိုပေးနိုင်တယ်